Hello အားလုံးမင်္ဂလာပါ United Show ကနေကြိုဆိုပါရစေ။ဆိုတော့ကျွန်တော်တို့ဒီနေ့ညမှာဆလို့ရှင်တော့ Manchester United နဲ့ပတ်သက်ပြီးတော့နောက်ဆုံးရထားတဲ့အပြောင်းအရွှေ့သတင်းတွေကျွန်တော်ဆွေးနွေးသွားပါမယ်။ Leon Delap တို့ထုံးတမ်းနိုင်မဲ့သတင်းအများကြီးထွက်နေတယ်။ဒါအပြင်ကျွန်တော်တို့သာ မဒီစ်ကွန်ညာတို့ဒါအပြင်လက်ရှိနောက်ဆုံးမှာ Sky Sport တို့ဘာလို့ ਆ ကောမာကတ်စရက်ဘူးနဲ့ပတ်သက်တဲ့သတင်းတွေပါကျွန်တော်ထပ်ပြီးတော့ရထားတယ်။ဒါလေးတွေကိုကျွန်တော်ဆွေးနွေးကြည့်အောင်ပါ။အားလုံးပဲမင်္ဂလာပါ။ဆိုတော့ပထမဆုံးအနေနဲ့ဒီနေကင်းကကျွန်တော်တို့ရလာတဲ့ Debit Roll Stain ပေါ့နော်။ကျွန်တော်တို့ဒါပြောထားတဲ့ report လေးကိုကျွန်တော်ပြောကြည့်အောင်။ဆိုတော့ဒါဒီ Athlete ရဲ့ Debit Roll Stain ပေါ့နော်။ဆိုတော့သူစီကရလာတဲ့သတင်းဆိုတဲ့အခါကျတော့ဒါတော်တော်များများသဘောကျလိမ့်မယ်လို့ထင်နေပေါ့နော်။ ။ဘာပြောရလဲဆိုတော့ Matthias Cunha ကတော့ Manchester United ထံအမှန်ကန်ကိုပြောင်းကျင်နေတဲ့ကစားသမားဖြစ်တယ်ပေါ့နော်။ Manchester United အနေနဲ့လွန်မယ့်နွေရက်ဒီအပြောင်းအရွှေ့မှာ Cunha အပြင် Liam Delap ကိုလည်းလုံးဝခေါ်ယူလို့နေတယ်ဒီလက်ကတော့ Manchester United ရဲ့ဗောနော်နံပါတ်1တိုက်စစ်ပြတ်မှတ်ဖြစ်ပြီးတော့နှစ်ဦးစလုံးကိုတော့ဇန်နဝါရီအပြောင်းရွှေ့အစောပိုင်းမှာတင်ကိုပဲအရခေါ်ဖို့အတွက်ကြိုးပမ်းသွားဖို့ဖြစ်ရှိနေတယ်ဗောနော်ဒီကစားမနှစ်ယောက်စလုံးကို Manchester United ကအရခေါ်ဖို့ဆိုလို့ရှိရင် ကိုအသင်းမှာရှိတဲ့ကစားမားတွေကိုအများကြီးရောင်းချဖို့အတွက်ပေါ့နော်ဒီကစားမားတွေအရင်ရောင်းချဖို့မလိုအပ်ဘူးဆိုပြီးတော့ပြောထားတယ်ဒါကတော့လုံးဝသတင်းကောင်းလို့ကျွန်တော်တို့ထင်တယ်။ဒါကြောင့်လည်းပဲအသင်းဘက်ကလက်ရှိအပြောင်းအရွှေ့နဲ့ပတ်သက်ပြီးတော့စောစောစီးစီးဆိုသလိုဒါဆက်ပြီးတော့ကျူးပန်းနေတယ်လို့ကျွန်တော်ထင်တယ်။ကျွန်တော်တို့နားလည်ထားကြတာကဒါ reporter တွေအများစုရဲ့သတင်းတွေအရာပေါ့နော်။ညီကလို့တည်တယ်လိုက်မယ်။လာမယ့်နေရာဒီပြောင်းရွှေ့မှာ United ကငွေကြေးတီးတန့်လုံးဝသုံးလို့မရဘူး။ တကယ်လို့တုံးကျင်နေဆိုရင်ကိုအတင်းရဲ့လက်ရှိရှိတဲ့ကစားမားတွေအရင်ရောင်းချမှကျွန်တော်ရမယ်မဟုတ်လို့ရှင်တော့အပြောင်းရွှေ့မှာကစားမားတွေကိုခေါ်ဖို့အတွက်မလွယ်ဘူးပေါ့အထူးသဖြင့်တော့ကုညာတို့လိုမျိုးစာချုပ်ပါရိုကြီးတန်60ရှိတဲ့ကစားမားတွေ LMD Lab တို့လိုမျိုးဒါတန်30တန်40တန်ကစားမားတွေဒီနှစ်ယောက်ကိုတပြိုင်တည်းခေါ်ဖို့ဆိုလို့ချင်းပူတောင်ဆိုးသေးတယ်ဗျာသိရမလားကိုအတင်းမှရှိတဲ့ကစားမားတွေကိုအရင်ရောင်းချလို့ရအောင်မှကစားမားတွေကလည်းဒါရောင်းလို့ထွက်အောင်မှ နောက်အကြမ်းမအဆင်ပြေမယ်ဆိုပြီးတော့ကျွန်တော်နားလည်ထားတာဒါပေမဲ့လို့ David Osteen ကတော့မဟုတ်ဘူး United အနေနဲ့ဒါ Liam Delap နဲ့ Matthias Quinn ညာ၂ယောက်ကိုနှွေးမှာတပြိုင်နဲ့စောစောစီးစီးခေါ်ဖို့ဆိုလို့ရှိရင်ကစားသမားတွေအရင်ရောင်းချဖို့အတွက်မလိုအပ်ဘူးဆိုပြီးတော့ကျွန်တော်ပြောထားတယ်ကျွန်တော်ကတော့ Delap ကတော့အသင်းဘက်ကသာတကယ်ကျူးပန်းရနိုင်ခြင်းရှိတယ်လို့ထင်တယ်ပါလို့လေဆိုတော့ဒီတကူတော့ရှိတာပေါ့လေအတင်းမှာကဒါအပီဒီဇန်နဝါရီ sorry ပါလေ Champions League ကျွန်တော်တို့ဒီကစားခွင့်ရမှလားမရဘူးလားဆိုတော့မူတီသေးတယ်ဒါပေမဲ့လို့ဒီလက်ကသူနဲ့ သူအတင်းဒီ if switch တို့ဘာလို့ဒါတေချာပေါက်တန်းဆင်းမယ်ဆိုလို့ရှိရင်တော့ဗောနော်တန်းဆင်းဖို့လည်းသူတို့များနေတာဟုတ်တန်းဆင်းမယ်ဆိုလို့ရှိရင်ကစားမဖြစ်သူကိုကျွန်တော်တန်း30တန်း40လောက်နဲ့ရအောင်ခေါ်နိုင်မှုရှိတယ်တန်း40ကတော့ဒီလက်ပြည့်ဒါယောကြီးပေါ့ဗျာအကယ်လို့တန်းဆင်းသွားလို့ကျွန်တော်ခေါ်မယ်ဆိုရင်တန်း30လောက်နဲ့ကျွန်တော်ရနိုင်တယ်ဒီထဲကမှဈေးပြန်တက်နိုင်ကြီးရှိတာကတခုပဲရှိတယ် ကျန်တဲ့အသင်းတွေနဲ့အပြိုင်ခေါ်ရလို့ရှိရင်တော့ဈေးတက်နိုင်နေပေါ့နော်ကိုရီးယားတန်းသုံးနေရလို့တန်းသုံးနေခေါ်မယ်လုပ်ပြီးမြဲသူများတင်းကတန်း40ပေးပြီးတော့ offer လောက်တာမျိုးတန်း50လုပ်ပြီးတော့ offer လောက်တာမျိုးတွေဖြစ်မလာနိုင်ဘူးလို့ကျွန်တော်ပြောလို့တော့မရဘူးဒါပေမဲ့လို့ Manchester United တွေဒီ number 9 striker နေရာမှာဥစားပေးပြစ်မှတ်သည် number 10ပြစ်မှတ်သည် Liam Delap ဖြစ်တယ်ပေါ့ Victor Osimhen တို့ဘာလို့ကတော့အသင်းဘက်ကအလောက်ထိသဘောကျတဲ့နေရာမှာပါတော့တယ်လို့ကျွန်တော်မထင်ဘူးနောက်ပိုင်းမှာသတင်းတွေထွက်နေသေးပြီမြဲ Osimhen နဲ့ပတ်သက်တဲ့သတင်းတွေက အလောက်ကြီးကြီးကျွန်တော်စိတ်ချရတဲ့အခန်းကဏ္ဍမှာရှိမနေဘူးသူတပြင်ကစားမကိုတိုင်ကိုကဒီ Ipswich နဲ့ဆိုပြီးပါ Ipswich နဲ့ Napoli နဲ့ပြဿနာတွေတက်ထားတာနီးပြားနဲ့ပြဿနာတွေတက်ထားတာအခုဆိုလို့ရှိရင်တူရကီလိမ့်မှာသွားပြီးတော့ကစားနေရတာ Chelsea ကိုပြောင်းဖို့နီးစပ်ခဲ့ပြီးမြဲလာဇာတွေလျှော့မယူတာတွေကြောင့်ပေါ့နော်ဒီလိုမျိုးတွေဖြစ်နေတယ်ဆိုတော့အသင်းဘက်ကလည်းလာဇာ structure တွေကိုအတိုင်းအတာတစ်ခုပြန်ပြင်ဖို့ကြိုးပမ်းနေတဲ့အခြေအနေမျိုးမှာ OC Man တို့လိုမျိုးလာဇာများနိုင်တဲ့ player တွေကို တိုက်ပြီးတော့ခေါ်ဖို့ကြိုးပမ်းတော့မယ်လို့ကျွန်တော်မထင်ဘူး။ဒါကြောင့်လည်းပဲ D-Lab နဲ့ပတ်သက်တဲ့အခြေအနေဒါပို့ပြီးတော့ဦးစားပေးကြိုးပမ်းနေတာ။နံပါတ်၁ပြ။ D-Lab ဒီ Premier League မှာကစားနေတဲ့ကစားမှာ Vida Osimhen ကတော့လုံးဝမကစားဘူးသေးဘူး။နံပါတ်၂ပေါ့နော် D-Lab ကအသက်ပို့ပြီးတော့ငယ်တဲ့ကစားမှာနံပါတ်၃ D-Lab ကပို့ပြီးတော့လာဇာနဲ့ပြောင်းရွှေ့ကြီးနဲနိုင်တဲ့ကစားမှာကျွန်တော်ဆိုရင်တော့ဒီခုပဲ Manchester City ကဒီကောင်ကိုပြန်လဲခေါ်ယူခွင့်ရှိတယ်ဗျာဒါ City ရဲ့ Academy တွေကကစားမှာဆိုတော့ဆိုတော့ပြန်လဲခေါ်ယူခွင့်ရှိတယ်ဆိုတော့ ဒါ CDF ဘက်ကအကယ်လို့ကိုရီစီမံရောက်စီခြင်းလို့ပြန်ခေါ်ရင်တော့ဒါကတော့တမျိုးပေါ့လေ။အဲ့လိုမျိုးဆိုတော့အသင်းအတွက်တော့ဒီလက်နဲ့ပတ်သက်တဲ့ဒီအခြေအနေကတကယ်လို့ကိုကျိုးမဲ့ရင်တော့ရနိုင်ခြင်းအများကြီးရှိတဲ့အနေအထားမှာရှိတယ်။ကျွန်တော်ကတော့ကုညာကတော့ရောက်လာလိမ့်မယ်လို့ကျွန်တော်ထင်တယ်။ Matthias ကုညာကတော့အခုလက်ရှိသတင်းတွေကိုကျွန်တော်ကြည့်မယ်ဆိုလို့ရှိရင်ဒါကွန်ညာက United ကိုပြောင်းကျင်နေဗျဒါရှင်းနေတာပဲเนาะကွန်ညာကပြောင်းကျင်နေ United ကလည်းခေါ်ကျင်နေဒါ Wuban Dan ရဲ့ဘက်ကလည်းမင်းတို့လိုချင်တဲ့သူငါတို့ရောင်းမယ် เนาะဒါပေမဲ့လို့တန်း60 60 62.5တန်းဆိုတဲ့ရောကြီးတော့ပေးရမယ် AI အကယ်လို့အဲ့ရောကြီးပေးဖို့အဆင်မပြေဘူးဆိုရင်လည်းအရေးကြနေကလည်းပေးခွင့်ပြုအောင်မှာအန်ဒါမျိုးဆိုတော့အရာအလုံးကအချီနီကောင်းနေတာဗျာကုညာနဲ့ပတ်သက်လို့ကဆိုတော့အခုလည်းပဲအသင်းဘက်ကပေါ့เนาะဒီလော်ရီဝဲဝဲတို့ဘာလို့ပြောထားတာဆိုလို့ရှိရင်ကစားမဖြစ်သူရဲ့ agent နဲ့ထိတ်လိုက်ဆွေးနွေးခဲ့တာတွေကတော်တော်ကြီးကိုအချိန်ကြီးကောင်းနေဆိုပြီးတော့လည်းကျွန်တော်တို့သိနေရတယ်ဆိုတော့ကွန်ညာကတော့ကျွန်တော်ကတော့အသင်းကိုရောက်လာဖို့အများကြီးအချိန်ကြီးကောင်းနေလို့ထင်တယ် LMD Lab လည်းပဲ အကယ်လို့ကျိုးပန်းရင်စောစောစီစီရောက်လာနေရှိတဲ့အနေအထားမျိုးပါကျွန်တော်တော်တော်ဝမ်းသာသွားတာကဘာလဲဆိုတော့အတင်းဘက်ကဒီကစားမနှစ်ယောက်ကိုအပြောင်းရွှေ့ရာတီအစောပိုင်းမှာအရခေါ်ဖို့ကျိုးပန်းနေတာဒီလိုခေါ်ဖို့အတွက်လည်းအတင်းမှာရှိတဲ့ကစားမတွေအရင် ရောင်းဖို့တိတ်မလိုအပ်ဘူးဆိုတော့တော်တော်ကောင်းတာမဟုတ်လို့ရှိရင် Rashford ကရောင်းထွက်မှာလားအန်တိုနီဆန်တိုးစ်ကရောင်းထွက်မှာလားဆန်ချိုကော Chelsea ဘက်က25တန်း United ကိုပြေးပြီးတော့အပြည့်အဝခေါ်ပါမလား ။ဘာလို့လဲသူတို့တွေးရမှာလေဆန်ချူကိုခေါ်ဖို့25တန်းကတော့ဟုတ်ပြီ။ဒီကောင်ကတပတ်ကို3သိန်းခွဲလောက်ရနေတာဗျာသိလား။3သိန်းခွဲလောက်ဆိုတော့ချဲစီကလုတ်ပြီးမှာတော့။နော်အဲ့လိုမျိုးဆိုတော့သူတို့ကကိုရီအသင်းကိုပြန်လွှတ်ချင်ရင်5တန်းပဲကုန်ပါဗျာ။တကယ်လို့ဂျီရန်ဆန်ဂျူကိုအပြစ်သက်ခေါ်ချင်နေသလိုရှိရင်25တန်းအပြင်ကိုတပတ်ကိုကျွန်တော်ညီလာတာ3000ကျွဲလောက်ကကျွန်တော်ကိုအောင်ပါအဲ့လိုမျိုးဆိုရက်ကကျတော့ဟိုချယ်ဆီဘက်ကလည်းပြန်မလွတ်ဘူးလို့ကကျွန်တော်ပြောလို့မရဘူးဒါကြောင့်ကျွန်တော်ဒီတွေးကြည့်လို့ရှိရင်ဂျီရန်ဆန်ဂျူကိုချယ်ဆီဘက်က သူတို့စီမှာခေါ်ထားတာတဲ့ယူနိုက်တက်ကိုပြန်လွှတ်တာတောင်မှကုန်ကြစီနဲနေဦးမှာဒါမျိုးဆိုတော့ကျွန်တော်တို့ကโอเคကစားမတွေခေါ်ဖို့အတွက်ကိုရီကဘနော်ကစားမတွေအရင်ရောင်းအောင်အောင်မယ်ဆိုလို့ရှိရင်တော့မကြိုက်ဘူးသိရနော်ဗါဒါအပြင်ဖြီးဖြီးရောင်းအပြောင်းရွှေ့တွေလည်းစောစောစီးစီးမြားလိုက်မယ်လို့မထင်ဘူးဆိုတော့နော်ဒါကြောင့်ဆန်ချိုကိုလက်လွတ်ဖြစ်မှာလားတို့နော်ရက်ရှ်ဖို့ကိုလက်လွတ်ဖြစ်မှာလားအန်တိုနီဆန်တိုးစ်မာလာစီယာနော်ဒီကစားမတွေကိုကျွန်တော်တို့လက်လွတ်ဖြစ်ပါမလားဒါတွေကကျွန်တော်စိတ်ပူနေရတာအခုတော့ကျွန်တော်တို့အနေနဲ့ဒီကစားမကွန်ညာနဲ့ ဒီ Liam Delap တို့နှစ်ယောက်ကိုခေါ်ဖို့ဆိုလို့ရှိရင်ကို့မှာရှိတဲ့ကစားမတွေအရင်ရောင်းဖို့မလိုဘူးဆိုပြီးတော့ on stage ကပြောလာတော့ဒါအများကြီးသတင်းကောင်းလို့ကျွန်တော်ထင်တယ်ကျွန်တော်ကတော့နွေရာဒီအပြောင်းရွှေ့ဆဆာချင်းကိုပဲဒီကစားမနှစ်ယောက်ကိုကျွန်တော်တွေ့ရမလားကျွန်တော်ကြည့်ရမယ်အပြောင်းရွှေ့ကဗျာမနေ့မျိုးစောစောစီစီလှုပ်ထားနိုင်လीကောင်းလीပဲကိုဒီမှာအခက်ခဲစလို့တခုပဲရှိရအဲ့လိုအပြောင်းရွှေ့စောစောစီစီလှုပ်ဖို့အတွက် ကိုရီစီမှာဗောနော်လက်ထဲမှာငွေရှိပြီလားဗောသူများတင်နေရလက်ထဲမှာငွေရှိတယ်ဗျအဲ့ကြောင့်မလို့ပြိုင်ဘက်ကင်းတဲ့အချိန်မှာစောစောဆီဆီလောက်ကြတာဒီဒီကောင်းဒီဂျူဗန်နီကွင်တာတို့ဘာလို့ချဲစီကဖျက်ခေါ်သွားတာကျွန်တော်ကြည့်ပါလားနော်ဟိုတန်း60တွေဘာတွေတန်း90တွေပေးပြီးတော့လေယူနိုက်တက်နဲ့တင်းနေထွက်ယုံမဲ့ကျွန်တော်ရှိသေးတယ်ဒါဒီကောင်းဒီမှာငွေရှိလို့ချက်ချင်းလုံနိုင်တာဗျအဲ့ကြောင့်ကိုရီးယားအဲ့အဲ့ပမာဏအဲ့ချင်းနေရစိုးရိမ်နေရသေးတာဒီရမလားဒီချန်ပီယံစ်လိတွေဝင်ခွင့်တွေဇက်တိုက်တွေကျွန်တော်ပြတ်ထားတော့ဝင်ငွေကမရှိဘူးဖလားတွေကလည်းအဲ့လောက်ကြီးတွေဝင်ငွေကောင်းတဲ့ဖလားတွေရထားတာဒီမဟုတ်တော့ကကျတော့အချင်းကြီးကမကောင်းဘူး ချန်ပီယံစိတ်တွေပါဒီကစားခဲ့ရတော့ကလည်းကျွန်တော်တို့ကအုပ်စုလောင်းနေတယ်လှည့်ပြန်ခဲ့ရတယ်ဆိုတော့အမြတ်ကအဲ့လောက်မထွက်ဘူးဗျာဒီလားဆိုတော့အသင်းမှာကအမြတ်ထက်ကျွန်တော်အရှုံးကပေါ်တာများနေတာအပြောင်းရွှေ့တွေလေးကျွန်တော်တို့ကြည့်လိုက်ရင်လည်းပဲတန်း60ပဲဖြစ်ဖြစ်80ပဲဖြစ်ဖြစ်80ပဲဖြစ်ဖြစ်ကြိုက်တဲ့ကစားမကိုပေးပြန်ပြီးတော့ကောင်းအဲ့လာနဲ့တိုက်တန်ထိုက်တန်နဲ့ခြေသွင်းနေကမရဘူးဒါအပြင်စောစောစီစီခြေကျသွားတဲ့ကစားမတွေဆိုတော့အဲ့ဒီနေရာတွေကိုပြန်အစားထုတ်ဖို့ကြိုးပမ်းတာတွေနဲ့ငွေတွေရဲ့နှခါကုန်ရတယ်နော်ဒါကြောင့်ချင်းကြီးကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်အပြောင်းရွှေ့မှာ United က ဒီစောစောစီစီလုပ်ဖို့အတွက်ကလက်ထက်မှာငွေရှိအောင်မှရမှာပါเนาะအခုကတော့ကျွန်တော်အနေနဲ့အရင်ဆုံးရောင်းချဖို့မလိုဘူးဆိုပြီးတော့ကျွန်တော်သိရတယ်ပေါ့နော်ဒါကြောင့်အချိန်ကြီးရပေါ့နော်ကျွန်တော်ဒါစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် Liam Delap တို့ကျွန်တော်အနေနဲ့ဒီ Matthias Kunya တို့ကတော့အတင်းမှာစောစောစီစီရောက်လာနိုင်တဲ့ကစားမားတွေကိုကျွန်တော်ပြောလို့ရတယ်เนาะဆိုတော့ညီကတို့ရောဘလူးမင်းရတယ်ဒီကစားမားနှစ်ယောက်ကိုလက်ရှိအမှန်ကန်သတင်းထွက်နေတယ်လို့ကျွန်တော်ဒါမြင်ရလိမ့်မယ်လို့ကျွန်တော်ထင်ကြလား ဒါတော့ဘာနော်ကျွန်တော်တို့ဒီဘယ်လိုပြောမလဲဒီ David Rostin ကနေပြောထားတာဆိုတော့ကျွန်တော်မျှော်လင့်ချက်ကတော့အများကြီးထားတာနော်တကယ်တကယ်ဖြစ်လာဖို့ကိုအသင်းကလည်းကျူးပန်းနေတဲ့အခြေအနေမျိုးပါပဲအသင်းပိုင်ရှင်ပြောနေနော်အအသင်းပိုင်ရှင်ပြောနေရတော့ကျွန်တော်တို့ဘာမလုပ်ပါနော်အသင်းပိုင်ရှင်အပြောင်းလဲကဘယ်လိုဖြစ်မှာလဲနော် Ineos ပဲလေ Ineos ပဲလေအခုချိန်ကြီးကတော့အပြောင်းရွှေ့တရင်ကြီးကတော့ဟုတ်နေတာပဲတဲ့နော်နောက်ပိုင်းကျမှဘယ်လိုတွေဖြစ်လာမလဲတော့မသိဘူးတဲ့နော် Okay ပါအဲကျေးဇူးများတင်ပါတယ် ဘောလုံးပွဲတွေမရှိတော့ဂိမ်းလွှင့်မအောင်ဗျာရေနော်ဂိမ်းရတော့ဗျာအပြင်းကြီးနေပြီးကိုယ့်ကိုယ်ပဲစော့နေတယ်ဘာမှမလွှင့်ပြဘူးဆရာကြီးဒီလားနော်လွှင့်ရတော့တဲ့ဒီအချိန်ကြီးကမကောင်းသေးဘူးဗျာစတူဒီဂိမ်းတွေပါတယ်ဆန်းစော့ကြည့်တော့လေမင်းကင်မရာကိုပဲမတ်အောင်မင်းမတည့်ရဘူးဖြစ်နေတာစော့ဖို့သူများသူများတွေလို့နှစ်နာရီသုံးနာရီလိုက်လွှင့်ဖို့နေနေတာစတူဒီဂိမ်းကိုလေကိုယ့်ကိုယ်ကိုမူးနေလို့ပါဆိုမှပဲနော်အဲ့တော့အချိန်ကြီးကမကောင်းဘူးနော်လိုက်လွှင့်လောက်တဲ့ဒီ quality မရှိသေးတာဗျဘောလုံးဂိမ်းကတော့မင်းအဲလွှင့်ပါဘောလုံးဂိမ်းကလွှင့်ပါဆိုတော့ဒီဂိုလီယွန်ကဒီဂိုလီယွန်က United ကစားမှဖြစ်ပြီးသားလေဟုတ်တယ်မလားအခုအခုကသူ့နဲ့သူကျွန်တော်တို့ သူ့အတင်းကိုအငှားပြန်ပြီးတော့ချထားတာပဲကျွန်တော်ရှိတာ United ကလည်းရောင်းချမဲ့ကစားမားတွေကိုပဲတင်းကြီးကခေါ်ချင်တာရှိတယ်ဗျာတဲ့နော်အဲမလူတဲ့ကစားမားတွေကို sorry ကိုရောင်းလို့မရဘူးလား sorry ကအမိုက်သိတဲ့နေရာမဟုတ်အောင်ဆက်သမားရေနော်မလူတာတွေကိုထုတ်ပူအောင်ကဟိုသူတို့အတွက်လည်းအမျက်ရနိုင်တဲ့ player မျိုးမှသူတို့ကခေါ်မှာကိုသူတို့ပြီးခဲ့တဲ့ယာဒီမှာဆဆာချင်းဝုံနိုင်ကွန်းခေါ်ကြတော့ကပြီးတယ်မလား Euro player တွေဆိုတာမျိုးကသူတို့ဒီသူတို့ရဲ့ sorry pro league ကိုလူတိလာအောင်လို့အများကြီးခေါ်ကြတာပဲကျွန်တော်ရှိတယ်ဒါပေမဲ့နောက်ပိုင်းကျတော့လေသူတို့အနေနဲ့ ဒါဘီလီယံနဲ့ကြည်ငွေတွေကုန်လာတဲ့အခါကျတော့တချို့ကစားမားတွေဆိုလို့ရင်ခေါ်ဖို့မတန်တော့မကြိုးပမ်းကြတော့ဘူးဗျာအခုကက်စမဲတို့ဆိုကျွန်တော်ကြည်ပါလားကိုရီရောင်းကျင်နေတာဆက်ဆက်ကိုတုံတော့ဘယ်တော့မှမဆော်ဒီဘက်ကကန့်လန့်နေဆိုတာမရှိဘူးလေဆိုတော့မလို့တဲ့ကစားမားတွေကိုနော်ဆော်ဒီကိုတော့ကျွန်တော်ရောင်းချလို့မရဘူးဒီနေရာမှာအသင်းကဟိုရောင်းရောင်းဖို့ကြိုးပမ်းတဲ့တောင်းရှိသူတွေနဲ့လည်းစကားပြောနော်သက်ဆိုင်တာပေါ့လေသူတို့တွေရေချင်းရှင်ရှိတယ်လို့ဒီတမလားကျွန်တော်တို့ကဒါရောင်းချနိုင်မှာကိုအခုတော့ဒီဘဲတွေကချယ်စီတို့ဘာလို့အလုပ်လုပ်တယ်လို့မလုပ်တတ်တဲ့အခါကျတော့ကျွန်တော်တိုင်ပက်ကြတာပဲเนาะ โอเคကျေးဇူးများတင်ပါတယ်အဲဘာလို့ဒီဘက်အတားမှန်နေအောင်နော်ဒီညရေးဝဲမရှိပါဘူးဆရာသမားညောခဏလေးခဏလေးခဏပြရအောင်โอเคโอเคဆိုတော့ဒါကကျွန်တော်တို့အနေနဲ့လက်ရှိဒါအပြောင်းရွှေ့တည်င်းပေါ့လေเนาะအပြောင်းရွှေ့ကျွန်တော်ရထားတဲ့တည်င်းဒီနေရာမှာကျွန်တော်တို့ market stretch ဖို့ ਨੇ ပတ်သက်တဲ့သတင်းလေးကျွန်တော်တို့ပြောကြည့်အောင်နော်အဲ့ဒါမတိုင်ခင်ကျွန်တော်တို့မှာလူငယ်ကစားမလေးတယောက်အကြောင်းကျွန်တော်တို့ရှိတယ်ဗျာနော်လူငယ်ကစားမလေးတယောက်အကြောင်းကျွန်တော်တို့ရှိတယ်ဒါကပါလဲစုဒေါ်ဒါလာပါရီစီယန်ကနေပြီးတော့ကျွန်တော်တို့ရေ report လုပ်ထားတာဗောနော် Manchester United ကဗောနော်ဒီဒီ Lee Harvey အသင်းရဲ့16နှစ်အရွယ်ပြင်းထန်တိုက်စစ်ကစားမဖြစ်တဲ့လူငယ်လေးပြင်းထန်တိုက်စစ်ကစားမဖြစ်တဲ့အန်ဇိုခနာဘီယေကိုအလွတ်နဲ့ ခေါ်ယူဖို့အတွက်သဘောတူညီမှုရရှိခဲ့ပြီဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်။ကစားမားကတော့လက်ရှိဒါ Ineos ပိုင်နဲ့ဒါ Switzerland ကလပ်ပေါ့နော်ဒါ Lausanne လာနော်အဲ့ဒီအသင်းထံကိုတရားစီအငှားချသွားဖို့ရှိတယ်ပေါ့။လူငယ်ကစားမားတွေကအငှားချတာပဲကျွန်တော်ကောင်းပါတယ်။နော်ဘာလို့လဲဆိုတော့ဟိုလူငယ်ကစားမားတွေအနေနဲ့ကျွန်တော်အသင်းမှာကစားမားတွေကိုကျွန်တော်ကနေရာပေးလို့မရဘူးဗျာ။နေရာမပေးနိုင်ဘူးဆိုလို့ရှိရင် ီကစားမတွေကဘာမှတိုးတက်လာမှာမဟုတ်ဘူးကစားချိန်လေးရမှနေရာလေးပေးနိုင်မှတိုးတက်လာမှာဒီကစားမတွေတိုးတက်ဖို့အတွက်ဆိုရင်အသင်းဘက်ကဒီလိုမျိုးအငှားချတာတွေကအပေါင်းလက္ခဏာဆောင်နေရပြီအာမက်တို့ဘာလို့ကျွန်တော်ကြည့်ပါလား Rangers ကိုအငှားသွားကစားတယ်ပြီးရင်ကျွန်တော်တို့နေဒီ Sunderland တို့ဘာလို့ကိုအငှားသွားကစားတယ် Ranger မှာသူလုံးဝအဆင်မပြေခဲ့ဘူးလေဒါပေမဲ့ Sunderland မှာကျွန်တော်ဒါကကောင်းလာတာလေဒါတော့မှအသင်းမှာချက်ချင်းနီးပြရဲ့အားနည်းချက်တွေကြောင့်နေရာရတာမှကျွန်တော်မဟုတ်တာ ်ခုကျမှကျွန်တော်အာမတ်အနေနဲ့ပေါ့နော်အနာဂတ်မှာအားကိုးရမယ့် player တယောက်ပဲကျွန်တော်မြင်ထားရတာ။ဒါကြောင့်ကစားမားတွေကတချို့အသင်းမှာနေရာမပေးနိုင်ဘူးဆိုရင်လူငယ်အသင်းကိုလည်းကျွန်တော်ကမထားခြင်းဘူး။စီနီယာအသင်းကြီးမှာဆိုလို့ရှိရင်လူငယ်တွေကအမြဲတမ်းနေရာရဖို့မရှိဘူးဆိုတော့ငှားချတာပဲကောင်းပါတယ်။ကျွန်တော်ဒီကစားမားတွေနဲ့ပတ်သက်ရင်ဘာမှတော့သိမထားဘူးနော်။အခုမှကြားဘူးလေကစားမားတွေ။ဘာဖြစ်ဖြစ်အသင်းဘက်ကလူငယ်တွေပေါ်မှာလုံးဝ investment ကြီးအများကြီးလုပ်နေတာ။ဆိုတော့ဒါကတော့ကောင်းတဲ့တစ်ချက်လို့ကျွန်တော်ထင်တယ်ပေါ့နော်။ စံဂျူအတွက်ကတဲ့ငှားကတက်တက်မရဘူးလားငှားကရပါတယ်နော်စံဂျူအတွက်ကအငှားကကျွန်တော်ရတယ်လောက်ခလာစာအဲတဝက်ကိုချယ်ဆီကစိုက်ပြီးတယ်ဒါပါပဲဒါပေမဲ့ယာတီကုံတဲ့အခါမှာချယ်ဆီနေနဲ့မဖြစ်မနေအပြစ်သက်ဝယ်ယူခွင့်ဆိုတာကိုသဘောတူညီမှုဖြစ်သူယူထားပြီးသား25သန်းနဲ့ဝယ်ကူဝယ်ရမယ်အကယ်လို့အဲ့ဒီစာချုပ်ကိုဖျက်သိမ်းခြင်းနဲ့ဆိုလို့ရှိရင်အဲ့ဒီသဘောတူညီမှုကိုဖျက်ခြင်းနဲ့ဆို5သန်းယောကြီးပြီးရမယ်ပေါ့ဒါကြောင့်ကျွန်တော်ပြောတာချယ်ဆီဘက်ကဗျာလက်ရှိစံဂျူသွားကစားတဲ့တရားစီစာတရားစီမလားဘာကောင်ဘာတော့ညာဘာမှတော့မရဘူးလေ ဘာမှတုံးမရဘူးလေဟုတ်တယ်မလားတုံးမရတော့ Chelsea ဘက်ကတွေးကြည့်ပဲကျွန်တော်မြင်ရှင်းရှင်းလေးတပတ်ကို3သိန်းခွဲလောက်ပေးရမှာလားစားနော်အပိုင်ဟို United ထံကနေအပြီးဝယ်မယ်ဆိုလို့ရှင်လည်းပဲ25တန်းပေးရမယ်ဆိုတော့ဒါကြတော့ easy ကြီးတယ်အကယ်လို့ United ထံငါတို့ကတော့ဟေးငါတို့သဘောတူညီချက်ကိုပြန်ဖြတ်ကြတော့ငါတို့ပြန်လွှတ်ချင်တယ်ဟေးဆိုလို့ရှင်5တန်းပဲကုန်ကြမယ်ဗျာပြင်စင်းစားကြည့်နော်ဘယ်ဘယ်ဟာကိုကျွန်တော်တို့ Chelsea ရွေးမလဲ တခုတော့ရှိတာပေါ့လေ okay ငါတို့ကတော့ရေးဆန်ဂျူကိုတပတ်ကို၃သိန်းခွဲကြီးပါတယ်ထားလိုက်အောင်တော့ငါတို့25တန်းနဲ့ရအောင်ခွန်မယ်ပြီးရင်သူများတဲ့နဲ့ငါတို့တန်း40လောက်နဲ့ရောင်းမယ်ဟိဆိုလို့ရှိရင်တော့ဒါတမျိုးပေါ့လေခြေစည်းဘက်ကအဲ့လိုတစ်ခွဲရွှေ့တယ်ဆိုလို့ရှိရင်ဒါခြေစည်းကဏ္ဍဖြစ်သွားပြီ။အဲ့လိုမျိုးဆိုတော့ဒီဆန်ဂျူနဲ့ပတ်သက်ပြီးတော့ကိုအသင်းကိုပြန်မရောက်လာဘူးလို့လည်းပုံသေးတော့ကျွန်တော်ပြောလို့မရဘူးပေါ့နော်။ခြေစည်းမှလည်းတွေ့တယ်မတားကြီးကောင်းနေတာမျိုးမှကျွန်တော်မဟုတ်တာ။ အန်တိုနီဆန်တိုကကောင်းနေမှာအန်တိုနီဆန်ဘာမှဒါအတာမန်ပါပဲအန်တိုနီဆန်တိုတို့ဘာလို့ကတည်ရမလားသူကောင်းနေတယ်ဆိုတာဘာမှယူနိုက်တက်မှာတော့ငါလိုပဲတီတားရင်ပဲလိမ့်ဖဲလိမ့်ဖဲပဲယူနိုက်တက်မှာကပရီးမီးယားလိမှာကတလောက်ဖီဇီကယ်နဲ့ဘာမှလုံမရဘူးဗျာတည်လားနော်ပြီးလို့ရှိရင်ပရက်ချာချင်းကကျွန်တော်မတူဘူးတည်လားဆိုတော့အန်တိုနီဆန်တိုတို့ကောင်းနေတယ်ဆိုတာကဘာမှလုံမရဘူးနော်ဘာမှလုံလို့မရဘူး Okay ဆိုတော့လက်ရှိကျွန်တော်အနေနဲ့ဒါ market stretch ဖို့နဲ့ပေါ့နော်ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်အောင် โอเคကျွန်တော် market stretch နဲ့ပတ်သက်ပြီးတော့ကျွန်တော်ပြောကြည့်ရအောင်ဒါ sky sport ကနေပြီးတော့စပြီးတော့ report လုပ်လာတာပေါ့နော် market stretch ဖို့အနေနဲ့ manchester united ကိုပြန်လာပြီးတော့နေရာတနေရာအတွက်တိုက်ပွဲဝင်ဖို့လုံးဝဟိုဘယ်လိုပြောမလို့ဟိုလုံးဝတကားဖွင့်ထားစေပေါ့ဗျာပြောချင်တာကတော့ okay ငါတော့ကွာ united ကိုလုံးဝမပြောင်းချင်တော့ဘူးဆိုတဲ့ပုံစံမဟုတ်ခွင့်နဲ့อืม โอเคငါယူနိုက်တက်ကိုပြန်သွားမယ်ပြီးငါနေရတနေရရောက်ပြန်တိုက်ပွဲဝင်မယ်ဆိုတဲ့ခန်းစားချက်မျိုးလည်းရှိနေတယ်ဗောနော်အဲ Rashford ရဲ့ဘက်ကတော့ဘယ်လိုပြောမလဲ United မှာဆိုလို့ရှိရင်ဒါခက်ခဲတွေရှိနေပြီမဲ့လေလို့ဗောနော်သူ့အတွက်ဒါသူငယ်ဘဝကလပ်အသင်းလေးတစ်ခုဖြစ်တာကြောင့်နေရတစ်ခုပြန်ပြီးတော့သူတိုက်ပွဲဝင်နိုင်စွမ်းရှိတယ်လို့သူယုံကြည်ထားတယ်ဗောဒါအပြင် Marcus Rashford နဲ့ပတ်သက်ပြီးတော့ Barcelona အပြင်တခြားကလပ်အသင်းတွေရဲ့ဘက်ကလည်း Rashford ရဲ့အခြေအနေကိုအနီးကစောင့်ကြည့်နေကြတယ် Rashford ရဲ့ဘက်ကတော့ United ကိုပြန်လာနိုင်စွမ်းရှိနေသေးတယ်လို့ เนาะကျွန်တော်တို့ဒီအနာဂတ်မှာဘာဆက်လုပ်မလဲဆိုတာ ਨੇ ပတ်သက်ပြီးတော့လဲအပြည့်အစုံဆုံးဖြတ်ရခြင်းတော့မရှိသေးဘူးဆိုတော့ယာဒီကုံမှပဲသူကတော့ဗောနော်ယတိပြအကုံဆုံးဖြတ်သွားဖို့ရှိတယ်ဗောလေဒါအပြင် BBC ရဲ့ Simon Strong ကနေပြီးတော့လဲပြောထားတာရှိတယ်ခုနကတော့ The Sky Sport ကတော့ဗောနော်လက်ရှိ BBC ကပြောထားတာကဗာလေဆိုတော့ Marcus Rashford ရဲ့ဘက်ကတော့ဗောနော်အာ Amorin ရဲ့လက်အောက်မှာသူ့အတွက်ဗောနော်နေရာရနိုင်စွမ်းအများကြီးရှိတယ်လို့တော့သူသိမခံစားရဘူးဗောဒါပေမဲ့လည်းလို့လက်ရှိမှာသူ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ စောစောစီစီဘာဆုံးဖြတ်ချက်ကိုမှအလောတကြီးချသွားဖို့မရှိသေးဘူးပေါ့နော်အရာအလုံးကိုသူစောင့်ကြည့်အောင်ပဲပေါ့နော်အရာအလုံးကိုသူစောင့်ကြည့်အောင်ပဲပြီးမှပဲသူဟာနဲ့သူကျွန်တော်တို့နေတဲ့ဒါဘလူစပြီးတော့နော်ဘလူစပြီးတော့ကျွန်တော်တို့ဒါဒီဆုံးဖြတ်သွားမလဲကျွန်တော်ကြည့်ရမယ်ပေါ့နော်ဆိုတော့နောက်တစ်ခုကသူဆက်ပြီးတော့ပြောရတာ BBC ရပါပဲသူဆက်ပြီးတော့ပြောရတယ် Market Special ရဲ့ဘက်ကတော့ပေါ့နော်တေချာပေါက်ကတော့ဘယ်လိုပြောမလဲလန်ဒန်ကိုလုံးဝအပြီးသက်ပြောင်းဖို့ကတော့ဖြစ်နိုင်ကြီးကတော်တော်ကြီးကိုမရှိတော့ဘူးပေါ့နော် ဒါသူ့အနေနဲ့ Champions League ကံကွင်းရတဲ့အသင်းတသင်းကိုသူပြောင်းကျင်တယ်ဆိုတော့ကစားမားနဲ့နီးစပ်တဲ့ပေါ့နော်တရင်းချင်းပြည်တွေရဆိုလို့ရှင်လည်းပဲဟိုကစားမားကလက်ရှိတော့တင်မှာဆိုလို့ရှင်သူ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ယရီပြည့်ဆုံးဖြတ်ရတာတွေမရှိသေးဘူးပေါ့ဆိုတော့အကယ်လို့ပေါ့နော်ဂျွန်လလေလောက်မှာဆိုလို့ရှင်တော့သူအမှန်ကန်ဆုံးဖြတ်သွားဖို့ရှိတယ်ဆိုပြီးတော့ပြောနေကြတယ်ဆိုတော့ market stretch ကိုနဲ့ပတ်သက်ပြီးတော့ United ကိုပြန်လာနိုင်စွမ်းလည်းရှိနေတယ်ပေါ့နော်ဒါပဲဆိုတော့ တခုရှိတာတော့ဗျာအရင်တုန်းကတော့သိရမလားနော်ဟို PSG တို့နော်ဘာစီလိုနာတို့နော်အာလာမန်ဒရီတို့သိတယ်မလားနော်အတန်ဒီတော့ထွက်တာပေါ့လေအခုတော့ Aston Villa ကိုသွားကစားတယ်ဆိုတော့ကိုချီနေကိုကိုသဘောတောက်သွားနေတူပါတယ်ဒါပေမဲ့လို့ဗျာကျွန်တော်ပြောချင်တာ Rashford တို့ဘာလို့ကသိရလဲဟိုမကောင်းဘူးရေလို့ဟုတ်မှာမဟုတ်တာသိရမလားကစားမားက United ကိုရောက်လာပြီဆိုတော့ ਨੇ တက်တောင်းတက်တာပဲဗျာသိလားဒီကောင်ခြေသွေးငါခြေသွေးမပြလဲဘာမှမဖြစ်ပါဘူးဆိုတဲ့ပုံစံမျိုးကြီးအဲ့လိုမျိုးတော့ကျွန်တော်လုပ်လို့မရဘူးလေ အမိုရင်ဆိုလို့ရှိရင်ကျွန်တော်စဉ်းစားကြည့်ဗျာအခုဆိုလို့ရှိရင်တိုက်စစ်ကတအားယုံကန်တာတိုက်စစ်မှုကလည်း zigzag ပဲရှိတယ် white line ကတော့မရဘူးပြီးလို့ရှိရင်ကျွန်တော်အနေနဲ့အဲ number 10 rule ဆိုလို့ရှိရင်လည်းဗျာ nero number 10မှာလည်းကနာချိုပဲရှိတယ်ပြင်းနိုင်လောကနေတာဘောလုံးနဲ့အတူအခြားလူကမရှိတော့ဘူးเนาะဒီဘောလုံးပြော main လူလေးတုံးလာလိုက်ဟိုလူလေးတုံးလာလိုက်ဖြစ်နေတာเนาะအဲ့လူလေးပဲဖြစ်နေတာကျွန်တော်တို့ rush flow လို့ကစားမှမျိုးတကယ်ကောင်းရင်ဘယ်လိုလုပ်ပြီးတော့သူဒီလိုဒုက္ခခံမလဲเนาะဒုက္ခခံမလဲဟုတ်တယ်မလား ရက်ရှ်ဘူးကဗျကာနာချူလူလူပဲပြောချင်တာကဒီပြီးဟိုကြုံမယ်လွှတ်မယ်ကောင်းတယ်သူဟာနဲ့သူပြက်တနာကဒီကစားမရဲ့ဟို attitude ဘိုင်းနေတို့เนาะပြီးလို့ရှိရင်ကျူပန်းအားထုတ်မှုတွေကအမိုရင်းရဲ့ဘက်ကပေါ့နော်ဒီကောင်အပြည့်ဝပေးဆက်နေပါတယ်လေအပြည့်ဝသူကျူပန်းနေပါတယ်လေဆိုတာကိုသူမခံစားဘူးပေါ့ဟာအမရီဦးနိုင်အမရီရဲ့မြေဒီလိုတွေပြောတာเนาะပြောမှာပေါ့သူကသူလူချင်းလို့ခေါ်ထားတဲ့ကစားမအခုမှရောက်လာတာလေရောက်လာလာချင်းဒီကောင်ဘာမှမဟုတ်ဘူးငါတော့မှားပြီလို့သူပြောမလဲဟုတ်တယ်မလားအတင်းတင်းနီးပြရတယ်တော့ဒီတိုင်းပဲပြောမှာပဲဒါပေမဲ့လို့ကျွန်တော်ပြောရချင်းချင်းလေးနီးပြတစ်ယောက်က เนาะဟိုကစားမတွေကို replacement မရှိဘဲနဲ့အငှားတွေလွတ်နေတယ်ဆိုတာမျိုးကသူအဲ့လောက်ကြီးဒုက္ခခံနေတယ်ဆိုတာမျိုးကအကြောင်းရင်းတော့ရှိတယ်ဗျာ market stretch ဖို့လို့ကစားမမျိုးကိုအခုလိုမျိုးအငှားလွတ်ဖို့ဆိုရင် MOD နေနဲ့ကျွန်တော်တို့နေတဲ့ဒီဘလောက်ထိသူဝေဖန်မှုတွေခံရမလဲသူတည်ပြီးသားဘာကြောင့်လဲဆိုတော့ ratio ကခုနကပြောလိုပဲအတိုင်းအတာနဲ့ quality influence ဖြစ်တဲ့ player ဆိုတဲ့အခါကျတော့ fan base ကရှိတယ် fan base ဆိုတာက Manchester United ပြည်သက်တွေနေတဲ့ဒါကိုယ့်ရဲ့ academy တွေက player တယောက်နဲ့ဖြစ်တော့ United ကနေပြည်ရမှာတခြားအသင်းကိုပြောင်းကစားတာမျိုးကိုဘယ်သူမှမြင်ကျင်ကြတာမဟုတ်ဘူး ါပေမဲ့လို့ပေါ့နော် Rashford ရဲ့အခြေအနေကလူတိုင်းကရိပ်မိတဲ့အနေအထားမှာရှိတယ်နော်အခုဆိုလို့ရှင် Rashford Whiteland တောင်မှပေါ့နော်ကျွန်တော်အနေနဲ့ဘယ်လိုပြောမလို့ဒီဟိုအလုပ်နေရတာဗျာဟို pressing တွေတွားနေရတာကာနာဂျိုရိုဆိုလို့ချင်းလည်းပဲအမြဲတမ်းပြောတာပဲပုံမှန်ပွဲထွက်ခွင့်ရနေတာဒါပေမဲ့နီးပြအမူရင်းကပြောနေတာပဲကာနာဂျိုနေနဲ့ပေါ့နော် defend လုံးဝပိုကောင်းမှရမယ်ခန်းစစ်ဆော့တာပိုကောင်းမှရမယ်ခန်းစစ်ကူတာပိုကောင်းမှရမယ်သူအမြဲတမ်းပြောနေတာပဲသိတယ်မလားဆိုတော့ rashford အနေနဲ့ကွင်းထဲမှာတကယ်ကစားပြီဆိုလို့ရှိရင်လောက်အောင်ကတအားနေတာ ဒီကောင်မကောင်းလို့မဟုတ်ဘူးသူကပရီးမီးယားလိဆိုတာကွာ red shoe ကျူးတောက်လာတဲ့နေရာဟုတ်တယ်မလားနော်မင်းအဆိုးငငယ်လေးကလေးကမင်းဟိုအာဆင်နယ်ကိုနှစ်ကိုးသွင်းနေတဲ့သူ့ကိုသူမိတ်ဆက်လာတဲ့ကစားမှာအဲအတွေ့အကြုံနဲ့ရှိပြီးသားနီးပြပေါင်းမြောင်များစွာရဲ့လက်အောက်ကစားလာတာဗျာတိုက်စစ်မှုကောင်းအနေနဲ့ကြီးကစားလာတာဗျာသိတယ်မလားဆိုတော့ကစားမကရီချင်းရှိပါရင်နဲ့ပြင်းပြင်းရောဖြစ်နေတာဘာလို့လဲဆိုတော့ united မှာသူကအကောင်ဖြစ်သွားပြီအကောင်ဖြစ်တဲ့အပြင် နေရာတနေရာရဖို့ကဒီကောင်းအတွက်မခက်ခဲတော့ဘူးဆိုတဲ့အခြေအနေမျိုးဖြစ်သွားတော့အရာအလုံးကသူ့အတွက်တက်တောင်းတက်တာဖြစ်လာတာဘာကမှသူ့အတွက် challenge မဖြစ်တော့ဘူးအဲဆိုတော့ MOD အနေနဲ့ပေါ့နော်ဟိုဒါမှမဖြစ်ဘူးဆိုတဲ့ပုံစံမျိုးနဲ့အငှားလွတ်ထားတာဆိုတော့အသင်းကိုပြန်ရောက်လာမယ်ဆိုလို့ရှိရင်လည်းရှင်းရှင်းလေးခုနအဲခုနကပြောနေလို့တက်တောင်းတက်တာဖြစ်နေလို့ရမှာတော့မဟုတ်ဘူးဆိုတော့တကယ်တကယ်သူတို့ဘာကောင်းလဲဆိုတာလုတ်ပြခြင်းနဲ့ကစားမားတွေနဲ့ပဲအတင်းမှာဆက်သွားတာပဲကျွန်တော်တို့ကောင်းတယ်အဲကြောင့် Rashford အတွက် Aston Villa ရဲ့ဘက်ကတော့တေချာပေါက်ခေါ်ခြင်းနေဆိုရင်တော့မှ ရက်ဘူးကိုယ်တိုင်ကတိတ်မပြောင်းနေတဲ့အခြေအနေမျိုးပါနော်အက်စတိုမီလာကချန်ပီယံစ်လိဝင်ခွင့်တော့မျောလင်းကြတော့ရှိတာပေါ့လေဆိုတော့ရက်ဘူးကိုဂျွန်လာအလေလောက်မှာပဲကျွန်တော်တို့ဒါသူဘယ်လိုဆုံးဖြတ်မလဲဆိုတော့တွေ့ရမယ့်အခြေအနေမျိုးပါဆိုတော့ညီကလေးနေရောမာကတ်စထရက်ဘူးကိုကျွန်တော်ပြန်ခေါ်တင့်နေလို့ကျွန်တော်ထင်ကြလားရက်ဘူးကိုကျွန်တော်တို့ဒီအတင်းရဲ့စကွတ်တက်တောင်းသွားအောင်လို့ပြန်ပြီးတော့နေရာပေးတင်နေလို့ကျွန်တော်ထင်ကြလား အခုလူငယ်တဲ့အဲကစားတာလီကချီတူအိုဘီကချီကောင်းနေလို့ထင်တာပဲတဲ့နော်โอเคဘီဘာဝကဝီလျံကားတဲ့ယူနိုက်တက်ပွဲပါနေလောက်လားတဲ့ကျွန်တော်တော့ပါမယ်ထင်ပါတယ်နော်အဲ့လောက်ကြည့်ဒီစူးစူးဘွားဘွားအင်ဂျူရီမှမဟုတ်တာကက်စီသားတဲ့လာမဲ့အဲနှစ်ထွက်မယ်ဆိုရင်သူ့နေရာကိုအစားထိုးဖို့အက်ဒလနာကအီဒါဆန်ကိုခေါ်မယ်ထင်လားတဲ့အဲအတင်းရကွင်းလယ်မှာပေါ့နော်ကျွန်တော်တရင်ထွက်တိုင်းအီဒါဆန်နဲ့ကျွန်တော်မလုဘူးဗျဆိုတော့အီဒါဆန်ကတော့အတိုင်းတာတခုဒီအတင်းဘက်ကစောင့်ကြည့်တင်တယ်လို့ကျွန်တော်ထင်တယ်အတင်းဘက်ကလည်းစောင့်ကြည့်နေပါကျွန်တော်ပရိသတ်တွေစောင့်ကြည့်တင်နေပါတော့အခုချိန်ကြီးကတော့ထိရောက်တဲ့ သတင်းတွေမထွက်သေးဘူးဘာလို့လဲဆိုတော့ Tyson နဲ့ပတ်သက်ပြီးတော့ပဲကျွန်တော်ကသတင်းတွေကလည်းကြောက်ထွက်နေတာဒီ lab တို့ဘာလို့နဲ့ပတ်သက်ပြီးတော့ပဲဆိုတော့သူတို့ဒီ Tyson ကန်တာပြီးမှပဲကွင်းလယ်ဘက်ကိုရွှေ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘာလို့လဲဆိုတော့ Tyson နှစ်ယောက်ခေါ်လိုက်ရင်ကိုပဲငွေရတော့ပြုတ်သွားပြီဒီလားဆိုတော့ကွင်းလယ်ကိုဘောနော်ကျွန်တော်ဒီနေ့အာခေါ်ဖို့ဆိုလို့ချင်းတော့ကစားမရောင်းချပြီးမှပဲထပ်ပြီးတော့တွေ့ရလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘောနော် โอเคနောက်တစ်ခုပါလေးရှိသေးတော့ပထမဆုံး like ဆုံးယူရတယ်เนาะဟိုဗီဒီယိုကုံနီမကိုကြည့်ပါတယ်မင်္ဂလာပါကိုရဲ့မင်္ဂလာပါဂိုသမားနဲ့ပတ်သက်တဲ့ဒီနေ့တော့ဂိုသမားနဲ့ပတ်သက်တာဗာတရင်မှရမထားပါဘူးဦးစီမံကိုရောတဲ့အငှားနဲ့တရားစီခေါ်လို့မရဘူးလားဗျာတဲ့เนาะအစင်မပြေရင်စာချုပ်ရုပ်ကြီးပြပြပြန်လှုပ်လို့ရတယ်မဟုတ်အဲ့လောက်ကြည့်တော့မလွယ်မမထင်ပါဘူးဘာလို့လဲဆိုတော့နာပိုလီကဗျာထားပါတော့စာချုပ်၃နှစ်ကျင်နေတယ်ထားပါတော့ဦးစီမံနဲ့အဲ့ကလေးယူနိုက်တက်တန်ကျွန်တော်တို့နေနေပေါ့เนาะလက်လွတ်လိုက်မယ်ဆိုလို့ချင်းတရားစီရော့သွားမယ် ဒါမှမဟုတ်နာပိုလီရဲ့ဘက်ကအပြည့်တက်မဖြစ်မနေလက်လွတ်ချင်တာဒီချိန်လက်လွတ်မယ်ဆိုတန်း60လောက်လည်းရတယ်အကယ်လို့ယူနိုက်တက်ကိုတရားကြီးသွားကစားတဲ့အလွန်ဆုံးရပြောင်းရွှေ့ကြီးက9သန်းပေါ့နော်9သန်းပေါ့ဘလို့ရမှာတော့ဆိုတော့အကယ်လို့တရားကြီးပြန်လွတ်ခံရတဲ့နာပိုလီထံကိုဒါဆိုစာချုပ်က2နှစ်ပဲကျန်တော့တယ်စာချုပ်2နှစ်ပဲကျန်တော့တဲ့ကစားမားကိုသူတို့ကတန်း60တက်မှတ်ထားရင်တန်း60ဘယ်သူမှပြီးခေါ်တော့မှာမဟုတ်တော့ဆိုတော့နှစ်ကသူတို့နဲ့စာချုပ်ကိုမှုနီးလာလေသူတို့ကငွေများများတောင်းဖို့ခင်းရင်းလေပဲဆိုတော့စာချုပ်တန်းကောင်းကောင်းရှိနေတော့မှာနာပိုလီရဲ့ဘက်က အဲအတက်နိုင်သူရောင်းချဖို့ကြိုးပမ်းရမှာနာပိုလီကလုံးဝအသင်းမှာဆက်မရှိကျင်တဲ့ကစားမတစ်ယောက်ဆိုတော့ဗျာသူတို့အသင်းကနေလက်လွတ်တာပဲအပြစ်သက်လက်လွတ်တာပဲကောင်းတယ်ယူနိုက်တက်ဘက်ကအငှားနဲ့ခွေချင်းတောင်မှဒီသူတို့ကလာမယ့်နေရာဒီပြောင်းရွှေ့မှာအပြစ်သက်ကို post လုပ်မှာပဲသိလားမလားအသင်းတွေကတော့အငှားနဲ့ခွေဖို့ဆိုတာမျိုးကဟိုနာပိုလီဘက်ကလုံးဝမလိုချင်လို့လက်လွတ်ဖို့ကြိုးပမ်းနေတဲ့ကစားမတစ်ယောက်ကိုမလွယ်ပါဘူးအငှားနဲ့ရဖို့ကအခုလက်ရှိကျွန်တော်တို့နေတဲ့ဒီတူရကီကရသွားတယ်ဆိုတာမျိုးကတခြားမဟုတ်ဘူး ခြားမဟုတ်ဘူးကျွန်တော်တို့အပြောင်းအရွှေ့ကပိတ်ဖို့နီလာတာချယ်ဆီနဲ့အဆင်ပြေလူနီးပါးဖြစ်သွားတာဒါအပြင်အန်တိုနီယိုကွန်တီကိုယ်တိုင်ကပေါ့နော်အဲလုံးဝ press conference နေပါလုံးဝသူ့ကိုနေရပေးမှာမဟုတ်ဘူးသူဟာ project တွေမပါဘူးလို့ပြောပြီးတော့ကိုဖယ်ထားလို့မဖြစ်မနေဒီကောင်ပြောင်းသွားတာအဲလိုမျိုးနော်ဆိုတော့အဲဆန်ချိုကိုတဲ့အချက်ကြီးကဝေကျင်တယ်တဲ့လစာကြောက်မြန်နှိမ့်နေသလားပဲတဲ့နော်လစာအများကြီးစကားပြောတာပဲနော်တာမန် average player တယောက်ကိုလစာကမင်းမင်းဘယင်လစာပေးထားမှာတော့မင်းရောင်းအပ်ပြရတာခက်ပြီပေါ့ ော်အဲ့လိုမျိုးဆိုတော့တိုင်ရတော့ပက်ပြီပေါ့ဗျာနော်ဆိုတော့ကစားမားတွေကိုကျွန်တော်အနေနဲ့အမြဲတမ်းလက်လွတ်ဖို့ခေတိုင်လာတာခေစားကအများကြီးစကားပြောပါတယ် market switch ဖို့ကတော့တော်ပါရရတဲ့ရောင်းလိုက်တာပဲကောင်းနေတင်နေတဲ့ okay ကျေးဇူးအများကြီးပါတယ်ကျွန်တော်ကတော့ united မားတယ်နော်အဲ dortmund က adia mi နဲ့ဆိုအဆင်ပြေနေမလားတဲ့ကျွန်တော်ကျွန်တော်ကအမှန်တမ်းပြော adia mi တို့ဘာလို့ကိုနည်းနည်းကြည့်တာများတယ်လို့ပြောလို့ရတယ်သူတပင် germany ပြည်သက်ဖြစ်တာရဲ့အဲ့ဒီ bundesliga မှာဆိုလို့ရှိရင် stuttgart ရဲ့ ဒီပိုင်းရန်ရေတောမွန်ပွဲတွေကိုဟိုကြီးပြစ်တာတွေရှိတယ်တော့လေအဒေယာမီတို့ဘာလို့ဘယ်လိုပြောမလဲငယ်ပြီးတော့ပြီးနိုင်တာပဲရှိအဲ့လားအဲ့လားမဟုတ်ဘူးပြသေးလားနော်အဲ့လောက်ဒီကျွန်တော်အဒေယာမီကလုံးဝ serious bowler မဟုတ်ဘူးသိလားနော်သူအပျော်ပြက်ပဲကစားနေတဲ့ပုံစံမျိုးစိတ်ပါမှာထပြေးတယ်ဟေးဆိုတဲ့ပုံစံမျိုးဖြစ်နေတာလဲလို့စေချင်နေရပါတော့နော်အဒေယာမီကအဲ့လောက်ကြီးဒီအချင်းကြီးမကောင်းဘူးလို့ကျွန်တော်တို့မြင်တယ် ကွန်ညာကားတဲ့ဘရူနိုအတွက်ဆက်အနေနဲ့တွဲဆော့မှလာတဲ့နော်အဲကွန်ညာရောက်လာရင်ဘရူနိုစီယမ်ထိုင်ရတော့မှာပေါ့တဲ့အဲကျွန်တော်တို့ပွဲကစားတာကြီးအများကြီးပါနော်ပွဲကစားတာကြီးအများကြီးဆိုတော့ဟိုဘသူပဲဖြစ်ဖြစ်ပွဲကစားကွင်းကတော့ရနေမှာပဲနော်ဆိုတော့ squad depth ကောင်းနေအတင်းတွေအချင်းကြီးကောင်းနေပဲဆိုတော့တီဂျာတာတခုကတော့ဘရူနိုဟာလက်ရှိဆန်နမစ်မှာအဆင်ပြေနေတယ်ဆိုတော့ဆန်နမစ်ကိုသွားဖို့ရှိတယ်ဆန်နမစ်ကိုသွားဖို့ရှိတယ်ဆိုတော့ဒီ ကာနာချူပေါ့နော်အာမတ်ကတော့သူ့ဝင်းဘက်ပဲကစားမှာလေအာမတ်ဒီယာလိုကနောက်ထပ်ဝင်းဘက်တယောက်ထက်ခေါ်လေအာမတ်ဟာဝင်းဘက်ပဲကစားရမှာဒါတေချာပေါက်ရှိတယ်ဆိုတော့နေနေရိုနံပါတ်10မှာကာနာချူရှိမယ်ကုညာရှိမယ်ပေါ့ဗျာအကယ်လို့ကုညာရောက်လာရင်ပြောတာပါအခုချိန်တော့မှရောက်လာမလားများရတာမသိကြသေးဘူးနော်ဆိုတော့ကျွန်တော်က first line နဲ့စက်တယောက်ပဲကောင်းနေလို့ကလည်းမရဘူးဆိုတော့ဒီတယ်မလားတေချာပေါက်ကတော့ဘလူးပဲဖြစ်ဖြစ်ဆော့လို့ရနေရင်ကိုမစိုးဘူးဗျာဒီလားကုညာကနေရိုနံပါတ်10ပဲကစားလို့ရမှာဖာနန်ဒက်စ်ကနေရိုနံပါတ်10ကစားလို့ရတယ်ဆန်နမစ်ကစားလို့ရတယ်ဒါအပြင်အသက်က30ဖြစ်လာပြီ သူ့ကိုကျွန်တော်မျှသုံးရတော့မယ့်အခြေအနေမျိုးကိုကျွန်တော်ရောက်လာပြီဆိုတော့နီးပြဘလို့စီစဉ်မလဲဆိုတော့ကြည့်ရမှာပေါ့လေပြောလို့တော့မဟုတ်တော့ခဲရင်ပါသေးတယ်ဒါပေမဲ့လို့ကွန်ညာဖို့ကွန်ညာတော့အရင်ရောက်လာဖို့ကအရေးကြီးတယ်โอเคမင်္ဂလာပါတဲ့โอเคပါဖျားမင်္ဂလာပါအဲ market stretch ကတော့ပြရတဲ့ရောင်းစားတာပဲကောင်းနေတယ်နော်စိတ်ကုန်နေပြီတယ်နော် rich book ကိုလည်းတဲ့အချိန်ပေးထားခဲ့ပြီပါပြရတဲ့ sancho ကတော့နော်လုံးဝခဏထားနေတာ sancho ခဏထားနေတယ်ဆိုတော့ကျွန်တော်ကတော့ sancho နဲ့ rich book ပို့လို့ခြင်းတယ်တကယ်ပြောတာအဲ့ဒီနေရာတွေကတယောက်ကိုယူရမယ်ဆို rich book ပဲ ဆန်ချူလိုကစားမမှုကအတင်းမှာရှိတင်းတော့မဟုတ်ဘူးနော်ရှိတင်းတော့မဟုတ်ဘူးဆရာသမားနော်ဆန်ချူလိုဘာလို့ကမေးလို့ကျွန်တော်ရပြီလို့ကျွန်တော်ထင်တယ်မာကတ်ဆွဲချူကားတဲ့ကောင်းရင်တန်တဲ့လူကပြင်းနေတာဗျာတဲ့ကျူပန်းလို့ရှိရင်အချိန်တောင်မှကောင်းနိုင်အောင်မဲတဲ့နော်โอเคအဲဆိုတော့မာကတ်ဆွဲချူ brand time ဆိုငါဆိုရင်ဒီကြီးကမာမာကတ်ဆွဲချူ brand time မှာမင်းယူစရာအကြောင်းမရှိဘူးဟုတ်ဘလောက်ကောင်းလို့တော့ဟုတ်တယ်မလား market switch prime မှာဘလောက်ကောင်းလို့တော့28နှစ်ပဲကစားမတယောက်ရဲ့ကောင်းချောင်းကိုပြောဖို့ prime လို့သုံးနေရပြီဆိုကြတဲ့ကအဲ့ကစားမအသုံးကြလို့ပဲ เนาะအများကြီးအသုံးမကျလို့ပဲရှင်းရှင်းလေးရဗျာသူများတွေကို prime တို့ဘာလို့ပြောတယ်ဆိုတာမျိုးက33တို့34တို့เนาะအဲ့လိုမျိုးကို prime လို့ပြောတာကောင်းတယ်28နှစ်ပဲ example တရက်ကို prime လို့ပြောနေရဆိုတာတကယ်တမ်းဘောလုံးသမားတရက်ရဲ့ prime ကမင်း20 24လောက်ကနေမင်းဟို29လောက်ထိလေအဲ့ဒါမလား28နှစ်ပဲ example တရက်ကတကယ်တကယ် prime ဖြစ်နေရမှာเนาะအဲ့လို example တရက်ကို prime တိုင်းလို့သုံးနေရပြီဆိုကြရဒီကောင်ကြာကြာမဟုတ်ခဲ့လို့ပဲဒါရှင်းရှင်းလေးရဲ့ နော်ဒါလူငယ်ကစားမတယောက်ဖြစ်တယ်လို့အကင်းအကယ်မီကနေထွက်လာတဲ့ player တယောက်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကစွတ်စဲမြောက်နေကြတယ်လားဖြစ်ကောင်းဖြစ်မှာပေါ့လေနော် Facebook ကိုရောင်းရမှာပြားတယ်နော် Academy အတွက်ဆိုတော့တယ်နော်အဲအပြည့်အပြည့်ရမှာတယ်နော်အဲကူဘိုလေးခေါ်တင်ရပြားတယ်အာရှဈေးကွက်လေးရတယ်ဈေးကွက်ကလောလောတယ်မှာမိထားလို့ရတယ်မြင်ဈေးကွက်ကမကွက်ကွက်အဲ့ဒါမိထားလို့ရတယ်လောလောတယ်မှာ United ကအာရှဈေးကွက်ကမလိုဘူးသူ့ဟာနေသူနော်တကဘာလုံးမှာသူဈေးကွက်နဲ့သူရှိနေပြီးသား ქვენ နေမှာပဲလိုးနေတာဆရာသမားအဲ ქვენ နေမှာပဲလိုးနေတာ ။နိုင်စင်မူတွေခေါ်ပြီးလို့ရှိရင်ရှောကိုထုတ်ပြရတယ်နော်။ဥပန်နဲ့တင်းကအဲ့နူရီနဲ့စားတုနိုင်ရင်တော့ဘယ်ချမ်းကတော်တော်လေးချင်းကြီးကောင်းသွားမယ်ထင်တယ်နော်။ Okay ပါ။အဲကနာချူရတဲ့လိုနေတာ Rushwood ဆိုရင်ဂိုးတော့တင်တော့တယ်။အင်းကျွန်တော်တို့ rushwood လွဲတဲ့အလုံးတွေမမြင်ဘူးတာလည်းမဟုတ်ကျွန်တော်ကအဲ့လိုတော့ပြောလို့မရဘူးဗျာသိလားဟောဟိုဘယ်ပြောမလို့ကာနာချူလွဲတဲ့အလုံးတွေကိုသိတယ်မလားဟိုဗာလဲအခုလက်ရှိအာမင်းလန်နီယိုရိုတို့ဘာလို့ဖြစ်နေတာအမင်း small line တို့ဆိုမင်းမင်းနော်အဲ့လိုဖြစ်နေမှာဖြစ်မှာလို့ပြောလို့ဖြစ်နေတယ် သိလားနော်အဲ့အဲ့လိုမျိုးသွားစိတ်ကူးညီလို့မရ Rashford မလွဲဘူးလို့အာမခံနိုင်ဆုံးရှိလို့လားနော်ကျွန်တော် Europa League Final တို့ဘာလို့ငါနော် Final မတိုင်ခင်ပွဲတို့ဘာလို့ငါကျွန်တော်တို့သွားကြည့်လေ Rashford ဘလိုလုံးနေလွဲလဲသိတယ်အဲ့အဲ့လိုတွေရရှိတယ်ဆိုတော့အဲ့လိုအဲ့လိုကြီးသွားပြီးတော့ကွန်ဘဲလို့လို့ရတယ်လို့ကျွန်တော်မထင်ဘူးမနော် Okay, Musiala နဲ့ Battery တော့လိုချင်နေပြတယ်၊ကွင်းလည်းတွေ့တယ်နော်။အဲ့ဒါဆိုရင်တော့ Bayern နဲ့ Barca ပြောင်းအားပြီးမှပဲရမယ်။ဒီလိုတော့ရမှာမဟုတ်ဆရာသမား။ Gain နဲ့တော့ဝယ်လို့ရရင်ရမယ်နော်။ Gain နဲ့တော့ဝယ်ဖို့ခက်ရင်ခက်နေဦးမှာ။အဲ့ကောင်ကြီးကတော့မရဘူးဆရာသမားနော်။သိကြတယ်။ ကဲပါဆက်သမိုင်းခြေတိများညီမနဲ့ကျွန်တော်တို့လောလောတဲ့ဒါပြောနေကြတာလေကျွန်တော်တို့က26မိနစ်ကိုကြော်လာပြီဆိုတော့ဒီထဲမှာညီကလို့စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းအရာလေးတွေပါသွားလိမ့်မယ်လို့ထင်ပါတယ်အဲမနေ့ဖြန်မနေ့မှကျွန်တော်တို့ဆက်ပြီးတော့တွေ့ကြပါမယ်အတင်းနဲ့ပတ်သက်တဲ့သတင်းတွေဒါအပ်ဒီလုံးဝ breaking news တွေဆိုလို့ရှင်တော့ပေါ်လိုင်းပေါ်လာတယ်လို့တင်ပေးမယ်ပေါ့လေ မဟုတ်လို့ရှိရင်တော့မနေ့ပြန်မနေ့မှာကျွန်တော်တို့စပြီးတော့တွေးကြတာပေါ့ဂျီနီတန်ညီကိုလေးကျွန်တော်တို့ဒါ800ကျော်ရှိပါတယ်တော်တော်များများနော်ဒါခါတိုင်းဂျီနီနေရှင်များတယ်လို့ကျွန်တော်ပြောရမယ်ဆိုတော့တယောက်ချင်းဂျီတန်ကိုကျေးဇူးများတင်ပါတယ်ဆိုတော့ channel လေးကို subscribe နဲ့ရသေးဘူးဆိုရင်နေပြီးတော့တောင်းဆိုပါတယ်မနေ့မှာကျွန်တော်ပြန်ပြီးတော့တွေ့ပါမယ်အားလုံးကိုကျေးဇူးပါ